ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့ဒီညကစားမဲ့အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်တွေက pre-match talk ပေါ့ဗျာဆိုတော့ဒီညမှာ watch round စီစဉ်နေပါလိမ့်ရှိပဲထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်သာလာပြီးတော့ join ကြပါအောင်ဆိုတော့မင်္ဂလာပါဆယ်သမားကြီးဆိုတော့မင်္ဂလာပါဆိုတော့ဒီညပွဲကိုဘယ်လောက်ထိမျှော်လင့်ထားကြလဲဟိုပရိသတ်တွေတော့များတော့အာဆင်နယ်နဲ့ဆိုတဲ့အခါကျတော့ဗျာမြင်ဒီအသင်းကိုပဲရှုံးကျင်မလဲဟုတ်တယ်မနော်ဒီကောင်းလေးကိုပဲရှုံးကျင်မလဲနော်ကိုရီးနဲ့အမှန်ကန်ပြိုင်ဘက်ကိုပဲရှုံးကျင်မလဲဒါပေမဲ့လို့လောလောဆယ်မှာကျွန်တော်တို့က ဘယ်လိုပြောမလဲအာဆင်နယ်ပြောနေဘယ်သင်းနဲ့ကန်ကန်ငါတို့ဒီသင်းစီကနေဘယ်လိုခြေသွမ်းမြင်ရမလဲဆိုတာကပုံစံပြောလို့မရအောင်ဖြစ်နေတာနော် United ပွဲပွဲကန်နေဆိုလို့ရှိရင် United စီကဘာတွေမျှော်လင့်လို့ရတယ်ဘယ်လိုအခြေအနေတွေမျှော်လင့်လို့ရလဲကျွန်တော်တပွဲနဲ့တပွဲဘာမှမျှော်လင့်လို့မရအောင်ဆူစီတဲ့နဲ့ကန်တဲ့ကျွန်တော်တို့ဘလူးချီသွန်းနေမြင်လို့ရမြင်ရမလဲဘလူးချီသွန်းနေမြန်မျှော်လင့်လို့ရလဲကျွန်တော်မသိခဲ့ဘူး Ipswich နဲ့ကန်တဲ့ Fulham နဲ့ကန်တဲ့ရှိမှစိုက်တဲ့တင်တဲ့ကဘယ်တင်တဲ့ကန်ကန်အဲ့လိုပဲ ဒါအပြင်ကျွန်တော်ကအိမ်ဝင်းเนาะအိမ်ဝင်းအဝေးဝင်းကျွန်တော်နေတဲ့ပုံမှန်ဆိုလို့ရင်အားသာကြအားနေကြရှီကောင်းရှိလိမ့်မယ် MD ရာဒီမှာတော့မဟုတ်ဘူး Manchester United ရဲ့ဒီရာဒီမှာအိမ်ဝင်းကနိုင်ပွဲကရှုံးပွဲရပုံများနေတယ်နိုင်ပွဲထက်ရှုံးပွဲရပုံများနေဒါဟာဘယ်လိုမှလက္ခဏာကောင်းကျွန်တော်ဟုတ်မနေဘူးဗောနော်ဒါအပြင်ပြီးခဲ့တဲ့ရာသီကထင်ပါတယ်အာဆင်နယ်နဲ့တွေ့ခဲ့တဲ့လာယူနိုက်တက်ရဲ့အိမ်ဝင်းမှာလည်းကျွန်တော်ဂါဘရီယယ်ရဲ့1-0ဆိုတဲ့တကူးတဲ့နဲ့ကျွန်တော်ရှုံးနေသွားတာအဲ့ဒီရာသီတုန်းကယူနိုက်တက်ဟာဒီလောက်အချိန်ကြီးမကောင်းနေသေးဘူးပေါ့နော်အဲဒီလောက်အချိန်ကြီးစိုးမနေသေးဘူး ဆိုဒီရာဒီမှာအရာအလုံးဟာကျွန်တော်ဒီဘယ်လိုပြောမလဲဆိုတော့ minus လက္ခဏာကြီးပြနေကြတာကြီးပဲဗျာတိုက်စစ်ကလည်းပဲလုံလောက်တဲ့ဂိုးတွေကျွန်တော်မရဘူးခံစစ်ကလည်းပဲကျွန်တော်ချစ်လက်မှုကျွန်တော်မရှိဘူးကွင်းလင်ကလည်းပဲကျွန်တော်တို့မှာပြိုင်ဘက်ကိုထိန်းချုပ်နိုင်ဖို့အတွက်လုံလောက်တဲ့ကွင်းလင်ကစားမတွေကျွန်တော်ရှိမနေဘူးနီးစနေပိုင်းရလည်းလက်ရှိအာဆင်နယ်အသင်းလောက်ထိကျွန်တော်သာချစ်လက်မှုကျွန်တော်ရှိမနေဘူးအံဝင်ခွင့်ကြဖြစ်မှုကျွန်တော်ရှိမနေဘူးเนาะကစားမတွေက physicality ပိုင်းကြီးရလည်းကျွန်တော်ကတော်တော်လေးကိုအားနေတဲ့နေရာမှာကျွန်တော်ပါတယ်ဒါဟာ ဒီပွဲအတွက်အင်မတန်ပြဿနာတက်မဲ့အရာပဲအဲ့ဒါအဲ့အာဆင်နယ်နဲ့ physical ဘိုင်းဘလုံးမှရှင်လို့ရမှာမဟုတ်တာကအသင်းရဲ့အဓိကအားနည်းချက်ပဲဒီပွဲမှာတိုက်စစ်နေရာမှာဆိုလို့ရှိရင်ချီရိုအိုဘီတို့ပါလို့ကိုကျွန်တော်ပါလာမလားပါလာမလားကျွန်တော်ပြောကြတယ်တကယ်တမ်းငါပြလက်ရှိအာဆင်နယ်ဆိုတာကလီဗာပူးတင်းထက်တာမှာပိုကောင်းတဲ့ခံစစ်ဆွမ်းဆောင်ရည်ကိုပရီးမီးယားလိမှာတရားဒီပြထားတာဆိုအဲ့လိုခံစစ်ကိုကျွန်တော်အနေနဲ့ဂိုးမသွင်းတာကြားနေပြီဖြစ်တဲ့ရက်စမန်ဝိုင်လန်ဘောပေါက်တက်အောင်မကန်နိုင်တဲ့ကာနာချူ เนาะကျွန်တော်မပြေးနိုင်မလွှားနိုင်တဲ့ဂျူရှူအာဇစ်ဇီဒီကစားမတွေနဲ့ကျွန်တော်တို့ဘလူသွားပြီးတော့ twin ကိုညှော်လင်းလို့ရမလဲဒါအပြင်ချီတူအိုဗီမာတင်ဆိုတဲ့လူငယ်လေးကိုထည့်ရအောင်ကလည်းချီတူလေးကိုထည့်တာကတော့ထားပါတော့ပြသည်ဖူလန်နောက်တန်းနေဘာလီနဲ့ပြဿနာမရှိပြီမဲ့အာဆင်နယ်နောက်တန်းနေနဲ့ဆိုဘလူမမလွယ်ဘူးအာဆင်နယ်နောက်တန်းနေကိုကျွန်တော်ကြည့်ရင်ကာဘရီယယ်တို့ပြီးလို့ရှိရင်ဆာလီဘာတို့ပေါ့နော်ဂျူရီယန်တင်ဘာတို့ကာလာဖီယိုရီတို့ပါလို့ဆိုတာမျိုးက physical ဘိုင်းကတကယ်တောင်းနေကောင်းနေကြီးပဲရဲ့ အဲ့ဒီရှိမှလည်း Declan Rice to Party လို့ကစားမားတွေเนาะရှိတယ်ဆိုတော့ပြောချင်တာသူတို့မှာက physical ဘိုင်းတအားတောင်းတဲ့ကစားမားတွေဆိုတော့လူငယ်ကစားမားလေးတယောက်အတွက် senior ပွဲစဉ်တွေအများကြီးမကစားရသေးတဲ့လူငယ်တယောက်အတွက်ဘလူးမန်အချီနီကောင်းအောင်ကျွန်တော်ညှော်လင်းလို့ကျွန်တော်ရမနေဘူးဒါဟာတော်တော်အဆင်မပြေဘူးဘယ်တော့ကြောင့်လူငယ်ကစားမားတယောက်ကိုထည့်တာပဲဖြစ်ဖြစ် Resmus White လည်းဖြစ်ဖြစ် ပြိုင်ဘက်ခံကြီးကိုဒုက္ခအများကြီးပြီးနေမဲ့အချိန်ဒီမှာရှိမနေဘူးဆိုတော့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့တော်တော်လေးကိုစိတ်ပူစရာပါ။ကွင်းလင်မှာလည်းဒီတိုင်းပဲကျွန်တော်ပွဲကျွတ်သွင်းတဲ့ချက်ဒီမှာလည်းကျွန်တော်ထည့်ပြောထားတယ်။ဒါကြောင့်အာဆင်နယ်နဲ့ပွဲစဉ်ကအသင်းရဲ့အဓိကအားနည်းချက်ကကစားသမားတွေရဲ့ physical ဘိုင်းအားနည်းတာကအများကြီးပြောစရာဖြစ်လာတယ်။ဆိုတော့အဲ့ဒီနေရာတွေအားနည်းတော့ဘာတွေဖြစ်မလဲ။အမြင်ပေါ်တွေရှင်လူတဲ့အခါမှာကျွန်တော်ရှင်မလို့နိုင်ဘူး။ second ball တွေထောက်တဲ့အခါမှာကျွန်တော်မထောက်နိုင်ဘူး။အာဆင်နယ်တင်းကစားသမားတွေရဲ့တဦးချင်းကြော်ဖြတ်မှုတွေကိုကျွန်တော်တားနိုင်ဖို့ကျွန်တော်မရှိဘူး။ဖြတ်တင်ဘောတွေကိုကျွန်တော်တို့အနေနဲ့ဘောနော်တားနိုင်ဖို့ကျွန်တော်မရှိဘူး။ တောင်းကံဘောတွေဘာတွေမှာဆိုလို့ရှိရင်လည်းအာနေချက်တွေကျွန်တော်ရှိနေတယ်ဆိုတော့အာဆင်နယ်ကတောင်းကံဘောကနေနောက်ဆုံးဂိုးသွင်းထားတာဒီဇင်ဘာတုန်းကအခုချိန်ထိသူတို့ကဂိုးမသွင်းနိုင်သေးဘူး။ဒါပေမဲ့ Manchester United လို့အမြင်ဘောလေးကျွန်တော်အားနေလေတောင်းကံဘောတွေလည်းကျွန်တော်တို့အားနေတယ်။ဘာမှန်လဲပေါ့နော်ကျွန်တော်ဒါဇုံနေမာကင်နေလေကောင်းကောင်းအဆင်မပြေတဲ့အရာအလုံးကအနှုတ်လက္ခဏာတွေဘက်ကိုစောင့်နေတဲ့ United နဲ့တွေ့မှာဂိုးတွေထပ်သွင်းသွားရင်တော့မသိဘူး။ဒါကြောင့်ပေါ့နော်ကျွန်တော်ကြည့်ရင် United တော့ကဘလူးမန့်ဒီဒီနေရာမှာကျွန်တော်ကိုတင်းကိုနိုင်စေချင်တာတော့မှမျောလင်းချက်ကအများကြီးမရှိဘူးဗျာ။ ဆိုတော့ဒါတော်တော်တိုင်ပတ်ပါတယ်ဒါပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ကဆိုစီတက်နဲ့ဒါယူရိုပါလိမှာနောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်ကြိုးပမ်းရအောင်ပဲပထမအကြိမ်မှာဆိုလို့ရင်ဝမ်ဝမ်တည်ကြီးကြာထားတယ်ဆိုတော့ဟိုအထင်သေးလို့ကျွန်တော်မရဘူးဘယ်တော့ဆိုအသင်းတွက်ကစိန်ခုံမှုကြီးမားပြီးတော့ကျွန်တော်ဒါအသင်းကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းတွေနဲ့ကျွန်တော်တွေ့နေရတယ်ဒါအပြင်လည်းကျွန်တော်ကွင်းလယ်မှာဥကာလေးမပါနိုင်ဘူးဆိုတော့ဒါဟာဘလူးမတ်လက္ခဏာကောင်းကျွန်တော်ဟုတ်မနေဘူးဘောနော်အဲကျွန်တော်ကတော့တော်တော်လေးစိတ်ပူတယ်တော်တော်လေးကိုကျွန်တော်စိတ်ပူတယ်ဝင်းဘက်တီကလည်း ပက်ထရစ်ဒူဂူရူဘာလို့မပါနိုင်ဘူးဆိုတော့ဒါလော့နဲ့မာစတာဝေးရဲ့ဝင်းဘက်ကကျွန်တော်တို့ဘာမှတိုက်စစ်မှာမျှော်လင့်လို့မရတာညီကလူတိမှာပဲဆိုတော့အသင်းတွက်ကတော့ဘယ်နော်ဒီပွဲဟာအများကြီးကျွန်တော်တို့အတွက်တိုင်ပတ်ဦးမယ်ပွဲပါဆိုတော့ရလက်တီရမထင်မှတ်တဲ့ရလက်တီဖြစ်ဖို့ကျွန်တော်မျှော်လင့်နေဒါပေမဲ့လည်းလို့ပေါ့နော်ကိုဘက်ကကိုပြောတာပေါ့ဗျာကိုဘက်ကမထင်မှတ်တဲ့ရလက်တီကိုကောင်ကြီးဆွမ်းဆောင်ရင်ဒီပြပေးနေမှုကျွန်တော်မျှော်လင့်နေမဟုတ်လို့ရှင်တော့အတင်းတွက်ကဘလို့မှမလွယ်ပါဘူး။ဒါဒီပွဲကမန်ချက်စတာယူနိုက်တက်ရဲ့တော်တော်ကိုအချိန်ကြီးမကောင်းမယ်ပွဲလို့ကျွန်တော်ထင်တယ် အဲဂိုးပြက်တွေမဖြစ်ဖို့ပဲကျွန်တော်မျှော်လင့်နေဆိုတော့ United နဲ့ပေါ့နော်ကျွန်တော်သာအမ်မိုရီနိုစီကနေပြီးတော့ကိုရီမထင်မတဲ့ဆွမ်းဆောင်ရည်ပြနိုင်မလားကျွန်တော်ကြည့်ရမယ်တည်ကြတာကတော့ United ဟာကြီးတဲ့ပူကောင်းနိုင်မှနေရာဘက်ပေါင်းစုံမှပူကောင်းနိုင်မှကျွန်တော်တို့တို့ကဒီရလက်ကောင်းတွေမျှော်လင့်လို့ရမှာဒါတော့မှကျွန်တော်အဟိုအာဆင်နယ်မှမမချင်းမျှော်လင့်လို့ရကြမှာရမှာဆူစီတဲ့နဲ့ပွဲစဉ်တော့ငါလိုပဲဆူစီတဲ့မှားတာကိုပဲကျွန်တော်စောင့်အောင်မယ်အချိန်မျိုးဆူစီတဲ့မမရင်ဂိုးရဖို့အင်မတန်ခဲရင်ခဲ့အခုလက်ရှိအာဆင်နယ်နဲ့ပွဲလည်းဒီတိုင်းပဲ ကျွန်တော်တို့ဘာလို့ဒီဆိုစီဒီအာဆင်နယ်ရဲ့ဘက်ကကျွန်တော်တို့အမှားတွေပါတယ်မကျူးလွန်ခဲ့ဘူးဆိုလို့ချင်းကျွန်တော်ကိုးရဖို့လွယ်မှာမဟုတ်ဘူးသူတို့ FA ဖလာတုံးကလည်းဒီကောင်းကြီးမှားလို့ကျွန်တော်ကိုးရခဲ့တာပဲเนาะဆိုတော့ဒီကာနာချိုရဲ့ဆွဲလာမှုကလည်းဘရူနိုရဲ့ကောင်းတဲ့ကံကျင်တယ်လေဆိုတော့အဲ့လိုမျိုးမှမပြိုင်မဲ့မှမရင်ကိုးတင်တော့ကိုးရဖို့မလွယ်ဘူးဆိုတော့အာဆင်နယ်ရဲ့ဘက်ကကိုရီကိုထိန်းချုပ်ကစားဖို့ကြိုးပမ်းလာမယ်ဒီနေရာမှာတန်ပြန်နေကနေတစင်ကျွန်တော်ဒုက္ခပြနေဖို့အမိုရင်ဥတည်ကစားလာမှာပြည်တနာကအဲ့ဒီလိုမျိုးဥတည်ကစားနိုင်ဖို့ကလည်းကျွန်တော်တို့မှာပြန်ပြန်ဆိုလို့ရှင်ကာနာချိုလောက်ပဲရှိတာ ာနာဂျူကလည်းပြီးမယ်လွှမ်းမယ်ဆိုတာပဲဗျဖစ်စစ်ဂီတာအားနေတယ်အဆုံးသက်ဒီတာအားနေတယ်ဂူးသွင်းတာတွေဖန်တီးမှုတွေဒါအားနေတယ်တော်လေးကိုအခြေအနေမကောင်းဘူးဗောနော်ဒါပေမဲ့လို့ကာနာချိုအနေနဲ့ဒီပွဲမှာသူတိုင်ပက်နေတာတွေကိုသူပြောင်းလဲပြနိုင်မလားကျွန်တော်ကြည့်ရမယ်ဆွန်ညီကရိုအနေနဲ့ဒီပွဲမှာဘလောက်ထိရလက်ကောင်းနေရလာဖို့မျှော်လင့်ကြလဲဆွနေကြပါအောင်ချီချွာပြီးနေညီကမျိုးလုံးကိုခြေတိမိုင်းတင်ပါတယ်